မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်စ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံနယ်ဘီလင်းမြို့နယ်ကြားမှာစစ်ကောင်စီရဲ့ကားနှက်စီကိုပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၈ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဩဂတ်စ9ရက်နေ့ရန်ကုန်မော်လမြိုင်ကားလမ်းပိုင်းမှာရှိတဲ့ကြိုက်ထုံနဲ့ဘီလင်းမြို့နယ်ကြားမောင်းနေလာတဲ့စစ်ကောင်စီရဲ့6ဘင်းကားနှစ်စီးကို ဝေးမတုံဂုံစင်စီဆိုင်နဲ့တင်းញိုင်ကုန်းကြားမှာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဘီလင်းကနေပြီးတော့တက်လာတဲ့ရန်သူအင်အား20ပါးတဲ့ကားနှစ်စီးပါ၊ရွှေကားကရိတ်ခါ၊နောက်ကားကစစ်ခွေးတွေစစ်ခွေးရှိကောင်တွေပြီးတော့နှစ်ကောင်တန်းရရသွားတယ်။ကားကလမ်းဘေးကိုထိုးရက်သွားတယ်လို့ င်ငကားမြူတိုက်ရင်ရဲ့တရင်နဲ့ပြန်ကြားရေးတောင်ကန်ကပြောပြထားပါတယ်မနေ့ကတိုက်ခတ်မှုမှာငကားမြူတိုက်ရင်တက်ခွဲနဲ့7805တက်ခွဲ၄တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အထိကိမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဘီလင်းမြို့နယ်မှာစစ်ကောင်စီရဲ့မဲပလီဗျူဟာစခန်းကုန်းကိုတော်လိုင်းရဲတပ်များကပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလမှာတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီကဘီလင်းမြို့နယ်မှာ စစ်ရဲအင်အားတွေဖြည့်တင်းထားတယ်လို့သိရပါတယ်။အဲဒီနောက်လေးချောင်းအပြင်တပ်မ44စစ်ဌာနချုပ်နဲ့၎င်းရဲ့လက်အောက်ခံတပ်ရင်းအမြောက်တပ်များကဘီလင်းမြို့နယ်အတွင်းမှာဘုံကျဲမှုကြောင့်အရဲသားတွေတိုက်ဆုံမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းအရောရှမ်းပြည်နယ်တီဘောမြို့အနီးမှာရှိတဲ့ဆောက်လုပ်ရေးအရာရှိရိတ်တာဝင်းကိုအချမ်းမဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ9ရက်နေ့ညနေ4:25မိနစ်ခန့်မှာ အကြမ်းဖက်စစ်တပ်ကတီဘောမျိုးအနီးမှာရှိလေဆောက်လုပ်ရေးအရာရှိရိတ်တာဝင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗါးအကြမ်းဖက်စစ်ခွေးတပ်ရဲ့လေချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိဘူးလို့ကနအူးသိရှိထားရပြီးတော့အဆောက်အုံများထိခိုက်ပျက်စီးမှုတော့ရှိခဲ့တယ်လို့သိရပါဗါးမနေ့ကညနေပိုင်းမှာတီဘောမျိုးအနီးကဆောက်လုပ်ရေးအရာရှိရိတ်တာဝင်းထဲကိုဘုံကျဲတိုက်ခိုက်သွားတာပါလူတော့ထိခိုက်မှုမရှိဘူးလို့သိရတယ် အဆောက်အဦတွေပျက်စီးတာတွေရှိပေမဲ့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကအတိပြုပြောကြားထားပါတယ်။အလားတူပဲဇွန်လ20ရက်နေ့ည10:20မိနစ်ခန့်ကလည်းတီဘောမြို့အခြေစားရခင်စစ်ကောင်းစီရဲ့တပ်စခန်းဟောင်းခလိုက်ရ23တပ်ရင်းစခန်းကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်လေရင်နဲ့ပေါင်250ဘုံးတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငဇုံမြို့နယ်တန့်စင်ကုန်းရွာကိုစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဩဂတ်စ9ရက်နေ့မနက်ပိုင်းမှာငဇုံမြို့နယ်တန့်စင်ကုန်းကြီးပါကိုစစ်ခွေးတပ်ကစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်စီးနှင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြောက်စဲတရရဲ့နှစ်တခွဲ9ကရွာအတွင်းလမ်းမိုက်များမှာဒပြိုင်နဲ့ထဲမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုတိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်90ထက်မနည်းတေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရှိသူတွေလည်းများပြားပြီးတော်လိုင်းရဲဘော်များယာယီအထိုင်ချထားတဲ့နေရာကိုလည်းမိရှုဖျက်ဆီးထားတယ်လို့သိရပါဗါးမစုံမြို့နယ်တန့်စင်ကုန်းကြီးပါကိုစစ်ခွေးတွေကစစ်ကြောင်း၃ကြောင်းနဲ့အဝင်ကိုကျွန်တော်တို့တွေကစောင့်ဆိုင်းပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါစစ်ခွေးအကောင်ကြီး90ကျော်အသေးပြောက်ရှိပါတယ်စစ်ခွေးတွေကကျွန်တော်တို့ရဲဘော်အယောက်30လောက်နဲ့ယာယီဝင်ထိုင်နေတဲ့နေရာကိုလည်းမိရှုဖျက်ဆီးသွားပါတယ်လို့ကြောက်စက်တဲရဲနဲ့တက်ခွဲက Tiger Brother မြစ်သား PDF တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံအတွင်းမှာလစ်လက်သွားတဲ့အလုံသမားများရဲ့နေရာမှာပြန်လည်ဖြည့်တင်းနိုင်ရန်အတွက်အရေးပေါ်အလုံသမားအသစ်များလိုအပ်နေကလူသစ်ဘက်ဖွဲ့မှုအတွက်နှိစက်နေပြီဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထိုင်းနိုင်ငံကမ္ဘောဒီးယားကြားမှာပြိပခဖြစ်ပွားမှုကြောင့်ကမ္ဘောဒီးယားအလုံသမားအများပြားဟာနေရပ်ကိုပြန်မှုဖြစ်ပွားခဲ့ပြီးတော့လက်တလုံးမှာအလုံသမားအရေးအတွက်4200ကအရေးပေါ်လိုအပ်နေတယ်လို့ထိုင်းအလုံသမားရေးဝန်ကြီးဌာနကတရားဝင်စတင်ထားကြောင်းအလုံသမားအရေးကိုကူညီဆောင်ရွက်ပေးနေသူများထံကသိရပါဗျ။ထိုင်းမှာတရားမဝင်မြန်မာအလုံသမားတွေအများကြီးရှိပါတယ်။အခုလုံသားလိုအပ်ချက်ရှိတော့ဒီတိုင်းအလုတ်ခတ်လို့မရဘူး။တရားဝင်ဖြစ်ဖို့လိုတယ်။အခုလူအယောက်4200အရေးပေါ်လိုနေတယ်လို့ပြောပေမဲ့ ဇယင်းမတင်ထားတဲ့အရေးပေါ်လူနေတာတွေနဲ့ဆိုရင်တိမ့်ချီပြီးရှိမှာပါတိမ့်မကြခင်မှာလူသစ်ဘက်ဖွင့်ဖို့နီးစပ်လာပါပြီလို့ AAC ကိုရဲမင်းကပြောကြားထားပါဗျ။လူသစ်ဘက်ခေါ်လာတဲ့အချိန်မှာလည်းအလौသမားများအနေနဲ့ယုံကြည်စိတ်ချရတဲ့ပွဲစားများနဲ့လှုပ်ဆောင်ကြရန်အရေးကြီးကြောင်းအလौသမားအရေးကူညီဆောင်ရွက်သူများကအသိပေးထားပါဗျ။အဓိကကတော့အယုံမလွယ်ဖို့နဲ့ငွေလိမ်မခံရဖို့သတိထားဖို့ပြောချင်ပါတယ်။အစမတန်တောင်းနေတာတွေကိုလည်းမပေးနဲ့ပေါ့။ အွန်လိုင်းကနေအလွယ်တကူဆက်သွယ်ပြီးတော့ငွေပေးချေလိုက်တာမျိုးတွေမလုပ်မိဘူးပြောချင်ပါတယ်လို့ AAC ကိုရဲမင်းကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အလုတ်ကိုင်းနိုင်ငံကူးလက်မှတ် PJ များအားလုံးကို PV PD PS နိုင်ငံကူးလက်မှတ်အမျိုးအစားကိုပြောင်းလဲလျှောက်ထားခွင့်ကိုအကြဖတ်စစ်ခွေးတက်ကလျှို့ဝှက်အမိန့်နဲ့လုံးဝကိုပိတ်ပင်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးယုံများမှာ အလုတ်ကိုင်းနိုင်ငံကူးလက်မှတ်အမျိုးအစား PG များကအလဲအပတ်နိုင်ငံကူးလက်မှတ် PV တို့၎င်း PD Department Passport လို့ခေါ်တယ်ပြည်ပမှာအလုတ်လုတ်ကိုင်းနေတဲ့ခင်မွန်ဇနီးနဲ့လိုက်ပါနေထိုင်တဲ့မိခိုနိုင်ငံသားအတွက်ထုတ်ပေးတဲ့နိုင်ငံကူးလက်မှတ်ကို၎င်းပညာရေးနိုင်ငံကူးလက်မှတ် PE ကို၎င်းပြောင်းလဲလျှောက်ထားမှုများကိုဩဂတ်စ9ရက်နေ့ကစတင်ပြီးတော့ပိတ်ပင်လိုက်တယ်လို့သိရပါဗျ။ယခင်2024ခုနှစ် ဇွန်လ6ရက်နေ့မှာ PJ နိုင်ငံကူးလက်မှတ်ကနေ PV နိုင်ငံကူးလက်မှတ်ကိုပြောင်းလဲခြင်းကိုသာပိတ်ပင်ခဲ့တယ်လို့ပြောပါတယ်။ယခုအခါမှာတော့ PJ ကနေ PV PD နဲ့ PE နိုင်ငံကူးလက်မှတ်အများကိုပြောင်းလဲလျှောက်ထားခြင်းကိုပိတ်ပင်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ PJ ကနေပြီးတော့အခြားနိုင်ငံကူးလက်မှတ်တွေကိုပြောင်းပြီးစစ်ဗုဒ္ဓံတိန့်ဆောင်တာတွေအများများလာလို့အဲ့ဒါကိုထပ်ပြီးတော့ပိတ်ပင်လိုက်တာပါ။ PJ နိုင်ငံကူးလက်မှတ်တွေနဲ့ပြည်ပထွက်အလုပ်လုပ်ခွင့်ကလည်းအများကိုတင်းကျပ်ထားပါတယ်။ပြောင်းလဲခွင့်အပြီးပိတ်လိုက်တာပါလို့ ရဲတရင်အေးမေကပြောကြားထားပါတယ်လက်တလုံးမှာအကြမ်းဖက်စစ်ခွေးတပ်ကအသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်အမျိုးသားများအားလုံးကိုပြည်ချင်းနိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုထွက်ခွာခွင့်လုံးဝပိတ်ပင်ထားတယ်လို့သိရပါတယ်။ဒါကြောင့်စစ်မှုထမ်းတိတ်ဆောင်မဲ့လူငယ်များအခြားနိုင်ငံကူးလက်မှတ်များနဲ့ပြည်ပကိုနီလန်မျိုးစုံနဲ့ဆက်လက်ထွက်ခွာရန်ကြိုးစားနေကြရတယ်လို့သိရပါတယ်။ပြည်ချေကနေ PE နဲ့ PV ပြောင်းလဲခွင့်ပိတ်ပင်လိုက်တာက ဂျပန်နဲ့ကိုရီးယားကိုပညာသင်အလုံသမားတွေအဖြစ်နဲ့သွားမဲ့လူငယ်တွေအကုန်လုံးကိုတက်ရောက်မှုရှိနေပါတယ်။တဖြည်းဖြည်းနဲ့လူငယ်တွေနိုင်ငံခြားထွက်ဖို့အခွင့်အလမ်းမရှိသလောက်ဖြစ်လာနေပြီ။လေစိမ့်မှာအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းလူငယ်အမျိုးသားအမျိုးသမီးတွေကိုထွက်ခွင့်မပေးဘဲနဲ့အိမ်ပြန်လွတ်နေတာတွေကလည်းပို့ပြီးတော့ရေတွက်တွေများလာတယ်လို့ရန်ကုန်အခြေစားဂျပန်နိုင်ငံကိုတင်နန်းသားများအလုံသမားများပို့ဆောင်ပေးနေတယ်။ဂျပန်ဘာသာစကားတင်နန်းကြောင်းပိုင်းရှင်တဦးကပြောပြထားပါရတယ်။ဒါအပြင်အကြမ်းဖက်စစ်ခွေးတပ်ကပြည်ပကိုအလဲပတ် PV နိုင်ငံကူးလက်မှတ်များနဲ့အလဲပတ်ထွက်ခွာနေမှုများကိုလည်းပုံမတင်းကျပ်စီစစ်ရန်ဆွေးနွေးမှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်ထဲကိုအင်အားတထောင်ကျော်နဲ့စစ်ကြောင်းထိုးနေတဲ့စစ်ခွေးအုပ်စုကဩဂတ်စ9ရက်နေ့မှာမြို့ရဲ့အရှိတ်ဘက်ချမ်းမရှိတဲ့ဘလုံရွာကိုစီးနှင်းဝင်ရောက်မှွေးနှောက်ပြီးတော့ရွာလုံးကျွမိရှုဖြက်စီပြချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုဩဂတ်စ9ရက်ကလေးက အင်အားတထောင်ကျော်ကိုတုံးကမြင်းညာမြို့နယ်အရှိချမ်းကိုစစ်ကြောင်းထုံးနေတဲ့စစ်ခွေးအုပ်စုဟာမနေ့ကဩဂတ်လ9ရက်နေ့မနက်ပိုင်းမှာအိမ်အောင်စုတထောင်ကျော်လူဦးရေ4000ကျော်နေထိုင်တဲ့ဗလုံရွာကိုရွာလုံးကျွတ်မိရှို့ပြချသွားတယ်လို့သိရပါတယ်။ဗလုံရွာကဒေသခံတချို့ကိုလည်းစစ်ခွေးအုပ်စုကတပ်ဖြတ်ခဲ့တယ်လို့သတင်းကြရပြီးတော့ရွာထဲကိုဝင်မကြည့်ရဲသေးလို့တေဆုံးမှုအတိအကျကိုတော့မသိရသေးဘူးလို့ဒေသခံတအုပ်ကအတိအပြုပြောကြားထားပါဗျ။မိရှို့တာကမနေ့ကမနက်ပိုင်းမှာဗားလုံရွာကိုစစ်ခွေးတွေဝင်ပြီးတော့မိရှို့သွားတာပါ မနေ့ကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ညောင်မင်းသားဘက်ကစစ်ရှောင်နေတဲ့ပြည်သူတွေထိခိုက်သေးဆုံးမှုရှိတယ်လို့တော့ကြားရတယ်အတိအကျတော့မသိရသေးဘူးဒီစစ်ခွေးစစ်ကြောင်းကလည်းရှေ့ကိုဆက်တိုးလာနေတော့ရဲဘော်တွေကတော့ခုခံကာကွယ်နေတာပေါ့သူတို့ကလေကြောင်းနဲ့လက်နက်ကြီးတွေကိုအများဆုံးတုံးပြီးတော့စစ်ကြောင်းထိုးလာတာလို့ပြောပြထားပါတယ်စစ်ခွေးအုပ်စုဟာဘလုံရွာအတွင်းဒေသခံ၄ဦးထက်မနည်းကိုတပ်ဖြတ်ခဲ့တယ်လို့ဒေသခံမြေပြင်ကင်းထောက်မြင်းကြံလူလူလှုပ်ရှားမှုကော်မတီကဖော်ပြထားပါတယ်စစ်ခွေးအုပ်စုဟာ မြင်းညာမျိုးရဲ့အရှိချမ်းမှာရှိတယ်ဒေါ်လိုင်းတက်တွေရဲ့ကာကင်းစခန်းတွေကိုအဓိကပြတ်မှတ်ထားတာအင်းအားအလုံးရင်းနဲ့ထိုးစစ်ဆင်တက်ခိုက်နေတာဖြစ်ပြီးတော့တိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်လို့ဆိုပါတယ်မြင်းညာမျိုးနယ်ရဲ့စစ်ကြောင်းထိုးတဲ့စစ်ခွေးအုပ်စုနဲ့ တီတာကျုံမုံအုံဆောင်တဲ့ပြူစောတီတွေဟာဩဂတ်လ၄ရက်နေ့ကလည်းမြောက်ကုန်းကြီးပါကိုစီးနေပြီးတော့အသက်၄၀အရွယ်ကိုအောင်အောင်အသက်၃၀အရွယ်ဇနီးမတင်းတင်းဆွေအသက်၁၀နှစ်အရွယ်သမီးမရှွန်းလဲတို့မိသားစု၃ဦးစလုံးနဲ့အိန္ဒိချင်းဖြစ်တဲ့အသက်၄၀အရွယ်မပဲတို့ကိုတတ်ဖြတ်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သားမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တအူးကလက်နက်ခဲများနဲ့အတူအလင်းဝင်လာတဲ့အတွက်ငွေကျပ်350ချိမြင့်ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ6ရက်နေ့ကတောင်သားမြို့နယ်တောင်သားမြို့ပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးဟာ MA2 တလက်ခဲများနဲ့အတူမြင်းကြံ21 Guerrilla Force MDGF တပ်ဖွဲ့ထမ်းမှလာရောက်ပြီးတော့အလင်းဝင်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်သားကိုဝေကျက်350ဂုံပြုတ်ချင်းမြင့်ပေးခဲ့တယ်လို့ပြောပါတယ်။စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ကြတော့ပဲပြည်သူရင်ဝင်ကိုဗတ်ပြောင်းခိုလုံခြင်းသူများကိုအမြဲတမ်းကြိုဆိုပြီးတော့လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူမှာဖြစ်တယ်လို့မြင်းချန်21 Gorilla Force MDGF အဖွဲ့ကထုတ်ပြန်အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့ဘုဒ္ဓလင်မြို့ကိုပို့ဆောင်ခံရတဲ့စစ်မှုထမ်းတပ်သားတဲ့တအူးဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ3ရက်နေ့မှာဘုဒ္ဓလင်မြို့ပေါ်မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုချစ်မိုးဟာလက်နက်များယူဆောင်လာခြင်းမရှိဘဲဘုဒ္ဓလင်မြို့နယ်ရွေးလျားစစ်ကြောင်းဘုဒ္ဓလင်မိုဘိုင်းတီး BMD မုံရွာခရိုင်အမှတ်နဲ့တက်ရဲရွာစော်ကြီးတက်ခွဲ YZG ကျောင်းသားလက်ယုံတက်တော့ SAF တို့နဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုချင်းမိုးဟာ2023ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာလှိုင်းသာယာမြို့နယ်မှာပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီးတော့စစ်တပ်နဲ့9လတက်ရောက်ခဲ့ပြီးတဲ့နောက်ဘူးဒလင်မြို့ကိုပို့ဆောင်ခံလိုက်ရတယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့သူကတနတ်တော့ပါမလာဘူး။ယူဖို့မလွယ်တဲ့အခြေအနေဖြစ်သွားလို့ပါ2023ခုနှစ်ရန်ကုန်မြို့ပေါ်မှာပေါ်တာဆွဲခံလိုက်ရတာလို့သိရတယ် စစ်တင်တဲ့ငားလာတက်ပြီးတော့ဘူးဒလင်မျိုးပေါ်ကိုရောက်လာတာလို့ဘူးဒလင်မိုဘိုင်းတင်း BMD ဘူးဒလင်ရွေလျားစစ်ကြောင်းကတာဝန်ရှိသူကပြောပြထားပါဗျ။အခုလိုမျိုးအချိန်မီပြည်သူရင်ဝင်ကိုခိုးလုံပြီးတော့အလင်းဝင်ရောက်လာတဲ့ကိုချင်းမိုးကိုကောင်းမွန်စွာစောင့်ရှောက်ထားပြီးစစ်ရာဇဝဲအမှုများနဲ့ပတ်သက်မှုမရှိတဲ့အတွက်၎င်းရဲ့စန္ဒာအတိုင်းလှုပ်ဆောင်ပေးနိုင်ရန်စ조사ဆောင်ရွက်ပေးနေတယ်လို့ပြောပါဗျ။စစ်သားများအနေနဲ့လုံခြုံမှုအပြည့်အဝနဲ့လူသားပိသားစွာဆက်လက်ရှင်သန်ခွင့်ရရှိရေးအတွက်တော်လိုင်းတပ်ဖွဲ့များနဲ့ချိတ်ဆက်က အချိန်မီအလင်းဝင်ကြဖို့ဘုဒ္ဓလင် mobile team BMD ဘုဒ္ဓလင်ရွေလျားစစ်ကြောင်းကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BND အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆန်းတဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ